ခုတင်ဆက်ပေးမယ့်သတင်းကတော့ Real ကိုပြောင်းရွှေ့မဲ့အာနိုကိုလီဗာပူးပရိသတ်များကပြင်းပြထန်ဝေဖန်တဲ့သတင်းပဲဖြစ်ပါတယ်။ Real Madrid အံကိုပြောင်းရွှေ့ဖို့အတွက်သဘောတူညီမှုရသွားပြီလို့သတင်းတွေထွက်ပေါ်နေတဲ့လီဗာပူးနောက်ခံသမားအာနိုကိုလီဗာပူးပရိသတ်တွေကပြင်းထန်တဲ့ဆန္ဒပြမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။လာမယ့်နေရာဒီမှာလီဗာပူးအသင်းနဲ့ဆက်စပ်သက်သက်ကုန်ဆုံးမဲ့အာနိုဟာရီယယ်မက်ထရစ်အသင်းကိုပြောင်းရွှေ့ဖို့အတွက်သဘောတူညီမှုရသွားပြီလို့ စပိန်မီဒီယာတွေကအတည်ပြုခဲ့ပြီးနောက်မှာလီဗာပူးသင်းပရိသတ်တွေကအာနိုးကိုစစ်ကြေဆန္ဒပြမှုတွေလွှတ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။လာမယ့်နေရာဒီမှာလီဗာပူးအသင်းနဲ့စစ်တပ်တပ်ကောင်ဆောင်မဲ့ကစားသမားတွေဖြစ်တဲ့အာနိုးဗန်ဒိုင်းနဲ့ဆာလက်စ်တုတ်သုံးတွေမှာအာနိုးကအသင်းပြမှုအတွက်တရားစောင့်ပြလိုက်ပြီလို့တမန်ရတော်မဲ့အခြေအနေတွေကြောင့်လီဗာပူးပရိသတ်တွေကအာနိုးကစစ်ကြေဆန္ဒပြမှုတွေလွှတ်ဆောင်ခဲ့တာဖြစ်ပြီးတော့လီဗာပူးသင်းမှာသူဝစ်စင်နဲ့ဂျာစီအင်ဂျီပုံစံတူတွေကိုပါမီရှိုဆန္ဒပြခဲ့လို့သိရပါဗျ။ အာနိုဟာအသက်9နှစ်အရွယ်ကလေးကလီဗာပူးကယ်ဒမီကိုရောက်ရှိခဲ့သူဖြစ်တယ်လို့လီဗာပူးသင်အတွက်349ပွဲအထိကစားပြီး22ဂိုးသွင်းပေးက6ဖန်တီမှု88ကြိမ်တီးပြီးလုပ်ပေးနိုင်သူဖြစ်တာကြောင့်လီဗာပူးပြည်သက်တွေကိုအသင်းကိုလေးမထားဘဲနဲ့ရီယယ်မက်ဒရစ်ကိုပြန်ရွှေ့ရဖြစ်တယ်လို့သတ်မှတ်ပြီးတော့ဆန္ဒပြမှုတွေလုပ်နေရဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းကြောင်ပါပြဖို့လားပါ။